more than five or six years ago. Okay. Before we don't have, before oh. we use their solar panel. မြန်မာလူမျိုးတွေထဲမှာတကယ်တော်တဲ့လူတွေရှိနေသေးကြောင်းတသက်ပြသွားတဲ့ပကံမင်းနဲ့သူရွာကမညုံညုံပြည်သက်ကြီးဒီနေ့ခေတ်ထဲမှာဘာသာစကားဆက်သွယ်သင်လို့ရမယ့် website နဲ့နေရာရှင်မြစ်တွေအများအပြားရှိလာနေပြီမဲ့လေလူငယ်တွေအတော်များများအင်္ဂလိပ်ဘာသာစကားစွမ်းရည်အားနည်းနေကြသေးတာကိုအားလုံးပဲတွေးမြင်ခဲ့ကြရမှာပါပြီးတဲ့2024ခုနှစ် Miss World ပြိုင်ပွဲကြီးမှာလည်း အလားမယ်ရီအင်္ဂလိပ်လိုပြောဆိုဖို့အခက်အခဲရှိတာကိုအားလုံးမြင်တွေ့ခဲ့ရပြီးနိုင်ငံသားတိုင်းလူကြီးတွေရှိမှအဆက်ကွဲခဲ့ရတာကြောင့်အင်တာနက်ပေါ်မှာအတော်လေးလောင်ရီခံခဲ့ရပူပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံရဲ့မြို့ကြီးတွေပေါ်ကလူငယ်တွေလေးလာမှုအားနည်းနေချိန်မှာတောရဘက်ကညညဆိုတဲ့အမကြီးတယောက်ဟာကျွမ်းကျင်လွန်တဲ့သူမရဲ့အင်္ဂလိပ်စကားနဲ့နိုင်ငံသားတယောက်လိုလိုက်လံရှင်းပြခဲ့တာကြောင့်ကဘာကျော်သွားခဲ့တာကိုတွေ့ရပါတယ်။အမေရိကန်နိုင်ငံသား YouTuber တယောက်ဟာပကံမြူဟောင်းတဲမှာရှိနေတဲ့ပကံရင်ကျင်းမှုဒလိတွေအကြောင်းကို တယောက်တည်းလာရောက်လည်လာနေကြတာဖြစ်ပြီးနိုင်ငံခြားသားတယောက်ကိုစေတနာနဲ့အလကားကူညီပေးလိုက်တဲ့မန်ညိုညိုကတော့သူမရဲ့စိတ်ရင်းစေတနာကောင်းလေးကြောင့်နိုင်ငံတကာကြီးစုသူတွေအလေမောင်းချီးကျူးခံနေကြရတာပါမန်ညိုညိုဟာသူတို့ရွာအတွင်းမှာဆိုင်ကယ်တစ်စီးနဲ့ရှောက်သွားနေတဲ့နိုင်ငံခြားသားတယောက်ကိုလမ်းအောင်ခေါ်ကကူညီပေးခဲ့တာဖြစ်ပြီးရွာထဲမှာရှိသမျှလူနေမှုဒလိအလုံးကိုအထက်အငော့မရှိတဲ့အင်္ဂလိပ်ဘာသာစကားနဲ့လိုက်လံရှင်းပြပေးခဲ့တာပါနိုင်ငံခြားသားခီးတွေဒီအများစုလာရောက်ကြတဲ့ပကံညာဦးဒေသတဝိုင်းမှာ ဒေသခံအမျိုးသမီးတွေအင်္ဂလိပ်စကားကိုပိုင်ပိုင်နိုင်နိုင်ပြောဆိုတတ်ကြတာပုံမှန်ပဲဆိုပေမဲ့လေအများစုကတော့ဖျားသမိုင်းနဲ့ပတ်သက်တဲ့အကြောင်းတွေလောက်ကိုသာပြောတတ်ခဲ့ကြတာဖြစ်ပြီး YouTube ပေါ်မှာဟောသွားစီတဲ့ဗီဒီယိုတွေမှာပါဝင်လာတဲ့မညညူကတော့သူတို့ရွာအတွင်းမှာရှိတဲ့ဇီးရုံလုပ်ငန်း၊မှုလုပ်ငန်း၊ရကန်းလုပ်ငန်း၊မြမရှူရတနက်ခါနဲ့ဆွေးရွက်ကြီးတွေအကြောင်းအားလုံးကိုအထင်အငော့မရှိဘဲလိုက်လံပြသသွားခဲ့တာပါ။ ဒီကဲလူငယ်တွေထဲမှာနိုင်ငံခြားသားတွေနဲ့တွေ့ရင်ကိုပြောလိုတဲ့စကားကိုအသေးချာမရှင်းပြနိုင်တဲ့သူတွေရှိနေပြီမဲ့လေမညိုညိုကတော့နိုင်ငံခြားသားတွေနဲ့တွေ့တိုင်းမှာမရှမ်းမကြောက်နဲ့လမ်းအောင်ခေါ်ပြီးလိုက်လံရှင်းပြပေးခဲ့တာကြောင့်သူရဲ့ဘာသာစကားဆွမ်းရည်ဟာပိုလို့တောင်တူတက်လာခဲ့တယ်လို့ထင်ရပါတယ် Small Brain American ဆိုတဲ့ YouTube Channel ဟာနိုင်ငံတကာကထူးခြားတဲ့မျိုးတွေအကြောင်းကိုလိုက်လံရှိုက်ကူးတင်ဆက်ပေးနေကြတာဖြစ်ပြီး ပကံမြို့အတွင်မှာပဲအရသမားကိုတန်းစော်ရဲ့ဆိုင်ကယ်ကယ်ရီကို၅စီမီလို့နှစ်ခါတော့ဆိုင်ကယ်မောက်ခဲ့တဲ့အကြောင်းတိဆက်ပေးခဲ့တဲ့ channel တစ်ခုပါ။အဲဒီချိန်ကတော့မညွညွရဲ့အကြောင်းကိုမြန်မာပြည်တွင်ကသူတွေသတိမထားမိခဲ့ကြပြီမလဲ။အခုချိန်မှာတော့မင်းနဲ့သူရွာကအင်္ဂလိပ်ဘာသာစကားကျွမ်းကျင်တဲ့အမကြီးကြောင့်တော်ရွာဒလီတွေကိုအနီးကပ်သိရှိခဲ့ကြတာဖြစ်ပြီးကိုဗစ် -19 ကြောင့်ပကံဘက်မှာဒေသခံတွေအလောက်ကန်ရှားပါနေကြတာကိုအားလုံးမျက်မြင်တွေ့လိုက်ကြရတာပဲဖြစ်ပါတယ်။ လျှက်စစ်မီရရှိခဲ့တာငါးနှစ်သာရှိသေးတဲ့အကြောင်းယူသားပွင့်လင်းစွာပြောပြသွားခဲ့ပြီးစိန်ခံပစ္စည်းတွေများများဆဆမရှိတဲ့တောရအတွင်မှာအချင်းချင်းနှွေထွေးပြူငါစွာနေထိုင်နေတဲ့အကြောင်းကိုလိုက်လံပြသသွားတဲ့မညညူကတော့သူတို့နေထိုင်တဲ့ရွာလေးကိုတိတ်ပြီးဂုံယူနေတဲ့ပုံပေါက်နေခဲ့ပါလေဒီဗီဒီယိုလေးဟာနိုင်ငံတကာကြီးစုသူတွေကြားမှာပြန့်နှံ့သွားတဲ့နောက်တော့မညညူရဲ့ယူသားမှုနဲ့ခင်မင်းရှင်နီတက်တဲ့စိတ်ထားလေးကိုသဘောကျသူပေါင်းများစွာရှိလာခဲ့တယ်လို့ပဲမြန်မာပြည်တွင်ကြီးစုသူတွေအနေနဲ့လည်း အခုဆိုရင်အင်္ဂလိပ်စကားကျွမ်းကျင်လွန်တဲ့ဒီမာကြီးကိုကြည့်ပြီးလေးစားနေကြရပြီဖြစ်ပါတယ်။အရင်ကဒစိန်တစ်ခါမှမတွေ့ခဲ့ဘူးတဲ့နိုင်ငံသားသားဒစိန်တယောက်ကိုအင်ခေါ်ပြီးတနခါလိမ့်ပြီးအေးအေးလေးဝယ်တိုက်သေးတဲ့မညွညွရဲ့စိတ်ထားစေတနာကောင်းလေးကတစ်ချိန်ချိန်မှာပြန်လဲအကျိုးပေးပါစေလို့ဆုတောင်းပေးလိုက်ခြင်းနဲ့ပဲမင်းနဲ့သူရွာလေးကတိတ်တော်တဲ့မညွညွရဲ့အကြောင်းလေးကိုကွန်ပျူတာဆက်ပေးလိုက်ရပါရဲ့ရှင်။